တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချန်နယ်မှာဒီကနေ့ဧပြီလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကလေးမျိုးတောင်ပိုင်းစစ်တပ်နဲ့ပြူစခန်း၅ခုကိုတိုက်ခိုက်သိမ်းပိုက်မှုအတွင်းစစ်ကောင်စီကလေရင်နဲ့အကြိမ်ပေါင်း1000ကျော်ဘုံကျဲခဲ့ပြီးအပြစ်မဲ့ပြည်သူ15ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းကလေးမြို့တောင်ပိုင်းမှာရှိတဲ့ပြူစကန်တွေကိုတိုက်ခိုက်သိမ်းပိုက်မှုအတွင်းစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုအကြိမ်တစ်ထောင်ကျော်လှုပ်ဆောင်ခဲ့ရမှာအပြစ်မဲ့ပြည်သူ15ဦးတိတ်ဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့ကြောင်း CDF KKG ကယနေ့ထုတ်ပြန်လိုက်ပါတယ်2024ခုနှစ်အတွင်းစုဖွဲ့လေးကျင်းမှုစတင်ခြင်းနဲ့အတူ2025ခုနှစ်ဖေဖော်ဝါရီလမှာ CDF KKG Major Operation စတင်ဖော်ဆောင်ခဲ့ကကလေးနဲ့ဂံကောအကြားမှာရှိတဲ့စစ်ကောင်စီအခြေစိုက်စခန်းများဖြစ်တဲ့ကမ်ပါနီစခန်း၊မှန်တော်၊အောင်တာယာအရှိအနောက် ပြူစောတိစိုးမိုးတဲ့ကြံတာရွာတွေကိုနှစ်လတာအတွင်းဖះကျေးဇူးတော်ကြောင့်အောင်မြင်စွာတိုက်ခိုက်သိမ့်ပိုက်နိုင်ခြင်းဖြစ်ကြောင်းရင်း CDF KKG Major Operation တစ်ခုလုံးကိုချင်းမျိုးသားတက်မတော် CNA မှစီရေးကွက်ကဲခဲ့ကြောင်းသိရှိရပါတယ်။ဖေဖော်ဝါရီလ12ရက်နေ့မှာကလေးနဲ့ဂံကောကြားမှာရှိတဲ့စစ်ကောင်စီအခြေစိုက်စခန်းတွေအနက်အခိုင်အမာဆုံးနဲ့အတောင်တင်းဆုံးစခန်းတစ်ခုဖြစ်တဲ့ကံပါးနီစခန်းကို၎င်းအဲ့ဒီနော်ဖေဗူလာ15ရက်နေ့အထိကလေးတောင်ပိုင်းမှာရှိတဲ့မှန်တော်ရွာနဲ့အောင်သာရွာအနောက်မှာရှိတဲ့စစ်ကောင်စီအခြေကုတ်စခန်းများကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ် ကမ်ဘာနီစကန်သိန်းတိုက်ပွဲမှာမဟာမိတ်တပ်များအနေနဲ့ CNA CDF ဟာခါ CDF တန်တလန် CDF CDMC ယင် ABSDF ရောဒေတာလွတ်မြောက်ရေးတပ်ပေါင်းစု CDF စံတန်ငကားညီနောင်အစရှိသူတို့ပူးပေါင်းပါဝင်ခဲ့ပြီးမှန်တော့အောင်တရာအရှိအနောက်မှာရှိတဲ့စစ်ကောင်စီအခြေစိုက်စကန်တွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့မှုမှာ PDF ဘက်က RKDF တို့ကနေမြေရှင်းလင်းရေးထိန်းချုပ်ရေးခုခံကာကွယ်ရေးတို့မှာပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ် ကမ်ပါနီမှန်တော့အောင်တရာတိုက်ပွဲများနဲ့တကွစစ်ကောင်စီမှပြန်လဲထိုးစစ်ဆင်မှုစုစုပေါင်း16ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ရမှာစစ်မြေပြင်နဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကြေးရွာတွေကိုအကြံဖတ်စစ်ကောင်စီဘက်က Jet Fighter နဲ့ Wine တွဲ Y8 အစရှိတဲ့လေကြောင်းဘုံကျဲတိုက်ခိုက်မှုပေါင်းအကြိမ်တထောင်ကျော်လှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်အဲ့ဒီလိုစစ်ကောင်စီတက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်မှာပြည်သူပိုင်စေယုံစာတင်ကြောင်း ာသနီကအဆောက်အုံနဲ့ပြည်သူနေအိမ်ပေါင်း60ကျော်တို့ထိခိုက်ပျက်စီးခဲ့ပြီးကြေးရွာပေါင်း12ရွာကျော်မှပြည်သူပေါင်း2000ဝန်းကျင်တိမ်းရှောင်ခဲ့ရပြီးတချို့တဝက်ကျော်မှယခုတိုင်တိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရှိရပါတယ်။လေကြောင်းတက်ခတ်မှုအတွင်းအပြင့်မဲ့ပြည်သူ15ဦးထက်မနည်းသေဆုံးခဲ့ပြီးဒဏ်ရာရပြည်သူစုစုပေါင်းအယောက်40ကျော်ခန့်ရှိကြောင်းသိရှိရပါတယ်။ဧပြီလ17ရက်နေ့နဲ့အစောပိုင်းမှာပြူစောတီစိုးမိုးတဲ့ကြံတာရွာကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာမွန်လွဲပိုင်းမှာတိုက်မိမှာပဲအပြစ်သက်သိမ့်ပိုက်နိုင်ခဲ့ကြောင်းသိရှိရပါတယ် အဲ့ဒီစကန်ဒိတ်တိုက်ပွဲအတွင်းမဟာမိတ်တပ်များအနေနဲ့ CN, CDF တန်တလန် CDF, CDMC ရင် ABSDF, ဟန်တာဝရီပကဖ MCR, PDF ဘကော့ကလေးတောင်ပိုင်းတော်လိုင်းအင်အားစုအဖွဲ့များမှပူးပေါင်းပါဝင်ခဲ့ကြောင်းသိရှိရပါတယ်။ CDF KKG Major Operation အတွင်းအသက်ပေးဆက်သွားခဲ့ရတဲ့ CDF KKG နဲ့မဟာမိတ်အဖွဲ့အစည်းအသီးသီးမှအာဇာနည်ရဲဘော်များကိုလက်အင်ကပေးဆက်ခဲ့ရတဲ့ရဲဘော်များထိခိုက်ဒဏ်ရာရရှိခဲ့ကြတဲ့ရဲဘော်များကိုဂုံပြူအောက်မေ့ပါကြောင်းနဲ့ အောင်ပွဲရရှိသည့်အထိအစွမ်းကုန်ပေးဆက်တိုက်ပွဲဝင်ခဲ့ကြတဲ့ရဲဘော်များရဲ့ဇွဲလုံးလဝရိယစိုက်ထုတ်မှုတို့ကိုလေးစားဂုဏ်ယူပါကြောင်း CDF KKG ကပြောဆိုပါတယ်။အဲ့ဒီစစ်စင်ရေးအတွင် ABSDF မှတက်ဆွမှုရဲဘော်များအောင်ခလင်ကုန်းအပါအဝင်2ဦးကြဆုံးပြီး6ဦးဒဏ်ရာရရှိခဲ့ကြောင်း ABSDF ကထုတ်ပြန်ထားပါတယ်။ Chinland Defense Force ကလေးကဘော်ကံကော CDF KKG အနေနဲ့ ကလေးကံကောအကြမှာကြံရှိနေတဲ့စစ်ကောင်စီစခန်းများပြူစောတိစိုးမိုးတဲ့ခြေရွာတွေကိုမကြမီဆက်လက်ပြီးတက်ခိုက်သွားမှာဖြစ်ကြောင်းအခြေပြုလှုပ်ရှားရဒေတာဖြစ်တဲ့ချင်းပြည်နယ်၊စကိုင်းတိုင်းနဲ့မကွေးတိုင်းဒေတာအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်များကိုမိဖက်ဒေါ်လာရင်အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူကိုတက်ဖြတ်ပြီးလူမှုကိုကိုစားမပြုတဲ့မင်းအွန်လိုင်းကိုအာဆီယံကတွိတ်ဆုံမဲ့အပေါ် NUG, KNU, CNF, ABSDF, KNPP အပါအဝင်တော်လှန်ရေးအင်အားစုများကကန့်ကွက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာပြည်သူများကိုငလင်ပေးတင့်ချိန်နဲ့တကြံနှစ်တကူကာလပါမကြံဘုံကျက်တက်ဖြတ်နေတဲ့မင်းအောင်လိုင်းမှာလူလူကိုကိုစားပြုခြင်းမရှိ၍အာဆီယံကတွိတ်ဆုံမဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ကရင်အမျိုးသားအစည်းအရုံး KNU ချင်းအမျိုးသားတပ်ဦး CNF ABSDF KNPP အပါအဝင်တော်လှန်ရေးအင်အားစုများကန့်ကွက်ကြောင်းယနေ့ထုတ်ပြန်ကြေညာပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ကရင်အမျိုးသားအစည်းအရုံး KNU ၊ကရင်နီအမျိုးသားတုတ်တက်ရေးပါတီ KNPP ၊ချင်းအမျိုးသားတပ်ဦး CNF ၊မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ FRC နဲ့အမိမဖော်လိုတဲ့အင်အားစုများကအဲ့ဒီလိုကန့်ကွက်လိုက်ခြင်းဖြစ်ပါတယ်။ အာဆီယံကောင်းဆောင်များအနေနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီများကိုခွဲခြားဆက်ဆံမှုမရှိဗတ်မလိုက်ပဲ humanitarian principles များနဲ့အညီထိရောက်စွာကူညီပေးနိုင်ရေးအတွက်ဆောင်ရွက်ရမှာစစ်ကောင်းဆောင်မင်းအောင်လိုင်းမှတဆင့်ပေးအပ်ခြင်းကိုသာပြုလုပ်ပါကလူသားချင်းစာနာထောက်ထားတဲ့အကူအညီများဟာနိုင်ငံရေးအရအလွဲအသုံးချမဲ့အန္တရာယ်ကိုမလွဲမသွေတွေ့ကြုံရမှာဖြစ်တဲ့အတွက်ကြောင့်စစ်အုပ်စုမှတဆင့်သာပေးအပ်ခြင်းကိုအပြင်းအထန်ကန့်ကွက်ကြောင်းတော်လိုင်းအင်အားစုများကကြေညာပါတယ် မြန်မာနိုင်ငံတဝင်းအပြစ်မဲ့ပြည်သူများကိုမြန်မာနှစ်တစ်ကိုအခါကာလမရှောင်နေစဉ်ရက်ဆက်တိုင်းပြည်ရဲ့ဗန်နာနဲ့ဝယ်ယူထားတဲ့စစ်လက်နက်ကြီးငယ်တိုက်လေရင်များဘုံများနဲ့ပြစ်ခတ်တပ်ဖြတ်နေတဲ့စစ်ကောင်းဆောင်ကိုမြေငလင်ဘေးဒဏ်သည့်ပြည်သူများကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုတဲ့အကြောင်းပြချက်နဲ့အာဆီယံကောင်းဆောင်များကတွဲဆုံဆွေးနွေးမဲ့အပေါ်များစွာအထူးစိုးရိမ်မကင်းဖြစ်မိကြောင်းတော်လိုင်းရင်အင်အားစုများကဆိုပါတယ် ်ခွဲခြားဆက်ဆံမှုနဲ့ပတ်လိုက်မှုကင်းတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုတိုင်းပြည်နယ်နယ်မြေစုစုပေါင်းရဲ့22ရာဂိုင်းနှုန်းကိုသာစိုးမိုးထိန်းချုပ်စီမံအုပ်ချုပ်နိုင်တဲ့စစ်အုပ်စုစီကိုတိုက်ရိုက်ဆက်ဆံပေးရခြင်းမဟုတ်ဘဲအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများကထိန်းချုပ်စီမံအုပ်ချုပ်ထားတဲ့နေပြည်တော်မှာရှိတဲ့ပါဝင်ပတ်သက်သူအစုအဖွဲ့များအားလုံးနဲ့ချိတ်ဆက်ပေးအပ်ထောက်ပံ့ရန်လိုအကြောင်းကြေညာချက်မှာထောက်ပြထားပါတယ်။အကြံဖတ်စစ်အုပ်စုကအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ပါအခြေခံချက်တစ်ခုဖြစ်တဲ့ အကြံဖတ်မှုများကိုချက်ချင်းရပ်တန့်ရေးဆိုတဲ့မူအပြင်အာဆီယံအဖွဲ့ဝင်နိုင်ငံများရှေ့မှောက်မှာလိုက်နာရန်သဘောတူညီခဲ့တာကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့တရားခံလည်းဖြစ်ကြောင်းလက်ရှိမှာစစ်အုပ်စုဟာတိုင်းပြည်ရဲ့အချုပ်အခြာကိုထိန်းချုပ်ထားတဲ့တခုတည်းသောအာဏာပိုင်မဟုတ်တယ်လို့ပြည်သူလူထုကိုစားပြုခြင်းနဲ့လုံးဝမရှိတော့သည်ကိုသတိချက်ရမှာဖြစ်ကြောင်းတော်လရင်အင်အားစုများကသတိပေးထားပါတယ်တိုင်းပြည်ရဲ့အချုပ်အခြာအာဏာဟာနေပြည်တော်မှထိုက်ရိုက်စီမံအုပ်ချုပ်နေတဲ့အခြေအနေမဟုတ်တော့ဘဲ နေမီအတိအသီးမှာရှိတဲ့ပြည်သူလူထုလက်ဝဲတက်ဆင်းသွားပြီဖြစ်ဒီကိုသတိမူသင့်ပြီဖြစ်ကြောင်းအဲဒါကြောင့်လူသားချင်းစာနာထောက်ထားမှုပေးရခြင်းဆိုင်ရာလုပ်ငန်းစဉ်များဆောင်ရွက်ရာမှာစစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံခြင်းနဲ့တိုက်ရိုက်ဥတီထောက်ပံ့နေခြင်းသာမကအမှန်တကယ်ထိခိုက်ခံစားနေရတဲ့တဘာဝပင်စစ်ဘေးဒဏ်ခံနေရတဲ့မြန်မာပြည်သူများစီကိုအကူအညီပေးရေးအစီအစဉ်များတိုက်ရိုက်ရောက်ရှိစေဖို့သက်ဆိုင်သူများအားလုံးနဲ့လုပ်ငန်းစဉ်တရက်အဖြစ်ချိတ်ဆက်ဆောင်ရွက်သွားရန်အထူးပင်လိုအပ်ကြောင်းဆက်လက်တတိပေးထားပါတယ် ဒါပြင်စစ်ဘေးဒဏ်နဲ့မြင်းငလင်တဘာဝဘေးဒဏ်ကြောင့်အတိဒုက္ခရောက်နေတဲ့ပြည်သူတွေကိုကူညီထောက်ပံ့ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကိုအရေးတကြီးဆောင်ရွက်ရမယ့်ကာလမှာစစ်အုပ်စုကတပတ်သက်ဦးစီးကျင်းပရန်ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဆိုဒီမှာလဲမြန်မာအရေးကိုဖြည့်ရှင်းနိုင်မဲ့ဦးစားပေးလုပ်ငန်းစဉ်မဟုတ်ကြောင်းတော်လှန်ရေးအင်အားစုများကထပ်လောင်းတရိပ်ပေးထားပါတယ်မြန်မာပြည်မှာအလုံးပါဝင်တဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက်မြန်မာပြည်သူလူထုရဲ့လူလားချက်မျှော်မှန်းချက်များကိုကိုစားပြုတဲ့ တဘောတာထင်ဟပ်နိုင်စေမဲ့မြန်မာ owned and မြန်မာ led process ဖြစ်စေရန်အတွက်စစ်ကောင်းဆောင်နဲ့တပတ်သက်ဆက်ဆံဆောင်ရွက်နေမှုများကိုအထူးသတိပြုသင့်ကြောင်းတော်လိုင်းအင်အားစုများကတိုက်တွန်းထားပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကလီကန်ကောလမ်းပိုင်းမှာရှိတဲ့ test scan ၅ခုကို PDF တက်များတင်ပိုင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းနဲ့မကွေးတိုင်းကံကောမြို့နယ်မြောက်ပိုင်းအဆက်မှာရှိတဲ့ချင်းလန်ဒက်ဖ ens ဖို့စ်ကလေးကဘော်ကံကော CDF KKG ရဲ့စစ်ရေးဖော်ဆောင်မှုများမှာပါဝင်တဲ့စစ်တပ်စခန်း၅ခုကိုနှစ်လအတွင်းပြည်သူကာကွယ်ရေးပူးပေါင်းတပ်များကတိမ့်ပိုက်နိုင်ခဲ့ကြောင်း ABSDF စစ်ကြောင်း၃ကယနေ့ထုတ်ပြန်လိုက်ပါတယ်အဆိုပါစစ်စင်ရေးကိုယခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့ကနေစတင်ခဲ့ခြင်းဖြစ်ကချင်းမျိုးသားတက်မတော် CNE ကုတ်ကဲမှုနဲ့ ABSDF စစ်ကြောင်း၃မှ မဟာမိတ်တပ်များပူးပေါင်းပြီးဖေဖော်ဝါရီလ15ရက်နေ့မှာကလေးမြို့နဲ့ကံကောမြို့ကြားမှန်တော်ရွာနဲ့အောင်သာယာအနောက်ရွာတို့မှာရှိတဲ့စစ်ကောင်စီရဲ့ခြေကုပ်ယူထားတဲ့စခန်းများအားတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ဧပြီလ17ရက်နေ့မှာလည်းကလေးကံကောလမ်းမပေါ်မှာရှိတဲ့ကြံသာရွာရှိစစ်ကောင်စီနဲ့ပြူစော်တီစခန်းတွေကိုဆက်လက်တိုက်ခိုက်ခဲ့ရမှာယနေ့မှပင်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ကမ်ဘာနီနဲ့ကြံသာရွာတိုက်ပွဲမှာ ABSDF မှဒုတက်စိတ်မှုရဲဘော်ကနောင်ခတဲကိုအောင်နဲ့ တက်စုမှုရဲပေါ်မြောက်အောင်ခလင်ကုန်းတို့နဲ့အတူတခြားမဟာမိတ်တပ်များဘက်မှလည်းကြာဆုံးဒဏ်ရာရမှုများရှိခဲ့ကြောင်းဆိုထားပါတယ်။စစ်ကောင်စီဘက်မှလည်းဆုံးရှုံးနေမည်များပြန်လည်ရရှိဖို့အတွက်တံမြန်ထိုးစစ်ကို16ချိန်အထိပြုလုပ်ခဲ့တယ်လို့စစ်မြေပြင်မှာဟုတ်တဲ့အရသာရှိရာနေရာတွေကိုလည်းလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ပြည်သူ15ဦးထက်မနည်းသေဆုံးပြီး40ကျော်ဒဏ်ရာရရှိခဲ့က2000ဝန်းကျင်မှာဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒကြံအတက်နဲ့ကြုံတိုးမျိုးကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်နေပြီးစစ်ဘေးရှောင်ကားတစီးပေါ်ကိုလက်နက်ကြီးကျရောက်ပောက်ကွဲခဲ့တဲ့အတွက်အ ਨੇ ဆုံးပြည်သူ၁၀သေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ကြုံတိုးမြို့နွားချံကုန်းကြီးရွာကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ရာစစ်ဘေးရှောင်ရန်ပြင်ဆင်နေတဲ့ကားပေါ်ကိုလက်နက်ကြီးကြီးကျရောက်ပောက်ကွဲခဲ့ပြီးအ ਨੇ ဆုံးပြည်သူ၁၀သေဆုံးခဲ့ကြောင်းစစ်ဘေးရှောင်များကိုကူညီနေသူတချို့ကပြောဆိုပါတယ်။ ယမန်နေ့ကော့ကရိတ်မြို့နယ်ကျုံတွမြို့နွားချံကုန်းကြီးရွာကိုစစ်ကောင်စီတပ်ရဲ့ခမရ905နဲ့ခမရ946တို့ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရမှာစစ်ဘေးရှောင်ရန်ပြင်ဆင်နေတဲ့ကားပေါ်ကိုကြားရောက်ပေါက်ကွဲခဲ့ပြီးအ ਨੇ စုံပြည်သူ10ဦးသေဆုံးခဲ့ကြောင်းအဲ့ဒီထဲမှာလင်မယားနှစ်ဦးရဲ့အလောင်းများကိုပြန်လည်ရရှိထားပြီးကျန်အလောင်းများကိုမတည်ထုတ်နိုင်သေးကြောင်းသိရှိရပါတယ်စစ်ဘေးရှောင်မှုပြင်နေတဲ့ကားပေါ်ကိုလက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲတာသေဆုံးသူတွေကဟိန်းနူဘာသာဝင်တွေပါနာမည်ကမြန်မာလူကိုကနန်းလိုပဲခေါ်တာ သူတို့လင်မယားနှစ်ဦးလုံးရဲ့အလောင်းပြန်ရတယ်။တေတာက10ဦးပါ။အလောင်းပြန်ထုတ်လို့ရတာကလင်မယားနှစ်ဦးအလောင်းပဲ။အမျိုးသမီးကကိုဝွန်အရင်အမားနဲ့အကုန်လုံးတော့ပြေးလွှားနေရတယ်လို့စစ်ဘေးရှောင်ကူညီနေသူကပြောဆိုပါတယ်။ဒါအပြင်ယနေ့တကြံအတက်နေ့ April 16ရက်နေ့နနက်ပိုင်းမှာအကြံဖတ်စစ်ကောင်စီတပ်ကကရင်ပြည်နယ် Corporate ဂျုံတို့ဒေတာကြေးရွာတွေကို Jet Fighter လေယာဉ်ဝိုင်းတွဲပုံချစ်လေယာဉ်များနဲ့ပုံချစ်တိုက်ခိုက်နေကြောင်း KNL မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှစစ်ရေးသတင်းအရင်းမြစ်ကပြောဆိုပါတယ်။ အခုမနက်9နာရီနဲ့မနက်10နာရီအကြားကြုံတိုးကော့ဝါလဲတာယာကုန်းနွားချန်ကုန်းဘက်ကိုကျက်နေလာပြစ်တယ်။နှစ်ကြိမ်ဘုံကျဲချတယ်။ကော့ဂရိတ်မာကလှိုင်စိန်ရန်ကုတ်မိချောင်းအင်းဘက်ကိုလဲဝိုင်းတွဲလေရင်နဲ့၃ကြိမ်ဘုံလာကျဲသွားတယ်။ဘုံ15လုံးလောက်ကြောက်ပောက်ကွဲတယ်။လောလောဆယ်ကနေအိမ်တွေခြံတွေတဲကိုဘုံကျတယ်။လူထိတာတော့အချင်းကြီးမသိရသေးဘူးလို့ KNL စီးရေးတရင်အရင်မြစ်ကပြောဆိုပါတယ်။ လက်ရှိကြုံတို့မြို့ငားတိုင်ကြေးရွာအနီးတစ်ဝိုက်နဲ့ကော့ဂရိတ်စက္ကခဆက်နှစ်အနီးရင်ကွဲတောင်နေရာတွေမှာစစ်တပ်နဲ့တော်လှန်ရေးတပ်များအကြတိုက်ပွဲများဖြစ်ပွားနေပြီးစစ်ရေးအခြေအနေအလွန်ပြင်းထန်နေကြောင်းသိရှိရပါတယ်။မဏိကရိန်ကတိုက်ပွဲကပြင်းထန်နေတာရင်ကွဲတောင်နဲ့ငားတိုင်ဘက်မှာကိုယ့်ဘက်ကကြတာထိတာရှိတယ်။သူတို့စက္ကဆဘက်ကတော့စစ်သားတစ်တွေဆိုတော့ထိတာတေတာများနေလို့လေရင်နဲ့ပါလာပစ်ချနေတယ်။ဒီမနက်အထိပြစ်နေတုံးပဲလို့ KNL စစ်ရေးတရင်အရင်မြစ်ကပြောဆိုပါတယ်။ အကြံဖတ်စစ်ကောင်စီတပ်ရဲ့ဂျုံတို့အခြေဆိုင်ခမရ949နဲ့ခမရ946တပ်ရင်းတစ်ခုကစစ်သားအင်အားနဲ့လက်နက်ခဲယမ်းအင်အားဖြစ်တင်းနေပြီးကော့ဂရိတ်ဘက်ကိုနေမြေရှင်းလင်းရေးစစ်ကြောင်းထွက်ရန်လက်နက်ကြီးများကြိုတင်ပစ်ခတ်နေကြောင်းကော့ဂရိတ်မြို့အခြေဆိုင်ခလာရ9ခွန်တပ်ကလည်းမြောက်ရီအာရှလမ်းနဲ့ဒေါနာတောင်လမ်းဟောင်းဘက်ကိုစစ်ကြောင်းထွက်ရန်လက်နက်ကြီးများပစ်ခတ်နေကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့ပြည်သူ့ရင်မြင်လမ်းလျှောက်တကြံတွားရောက်လေပတ်တဲ့လူငယ်တချို့ကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာပြုလုပ်နေတဲ့လမ်းလျှောက်တကြံကိုတောရောက်လဲပတ်ခဲ့တဲ့လူငယ်၃ဦးကိုစစ်တပ်ကစစ်မှုထမ်းခိုင်းရင်ပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရတဲ့လူငယ်၃ဦးရဲ့မိတ်ဆွေတို့ကပြောဆိုပါရတယ်။ဧပြီလ15ရက်နေ့တကြံအကျက်နေ့လှိုင်းသာယာမြို့နယ်ဗိုလ်ချုပ်မှတ်တိုင်အစင်းမြင့်၅ရက်ကွက်တိရိဇေယလန်အဆောင်တစ်ခုမှ၅ရက်နေထိုင်ကြတဲ့စစ်မှုဆောင်အလို့သမားများဖြစ်ကြတဲ့အသက်28နှစ်အရွယ်ကိုဖြိုးကိုစင်နဲ့တငယ်ချင်း၂ဦးဟာပြည်သူ့ရင်ပြင်မှာရှိတဲ့လမ်းလျှောက်တကြံကိုတောရောက်လဲပတ်ကြောင်း အဲ့ဒီလိုတော့ရောက်လက်ပတ်စင်းမှာအရက်တောက်ထားတဲ့အတွက်လူငယ်တချို့နဲ့ခိုက်ရန်ဖြစ်ပွားရမှဖမ်းဆီးခံရကြောင်းအဲ့ဒီဖမ်းဆီးခံရတဲ့ကိုဖြိုးကိုစင်းနဲ့တငယ်ချင်းနှုတ်ကိုအရက်ဝတ်နဲ့လူတချို့ကဖမ်းဆီးသွားပြီးရွှေပြည်သားစစ်သားစုဆောင်ရေးကိုပို့ဆောင်ခံလိုက်ရကြောင်းသိရှိရပါတယ်ပြည်သူရင်ပြင်ရေကူးကန်နားမှာသူတို့ကနည်းနည်းမူးတော့တခြားလူငယ်အုပ်စုနဲ့တိုက်မိပြီးရန်ဖြစ်တယ် ဲ့ဒါသူတို့ယင်ပြင်ကပြန်အထွက်မှာညီလေးတို့ခဏလိုက်ခဲ့အောင်ဆိုပြီးအရဲဝတ်တွေနဲ့သူတို့ကိုကားပေါ်တင်သွားတာစစ်မှုထမ်းရမယ်ပြောတယ်စစ်မှုမထမ်းရင်မူရရန်ကားမှုရန်ဖြစ်မှုနဲ့အမှုဖွင့်ထောင်ချခံရမယ်ပြောတယ်စစ်မှုထမ်းဖို့သဘောတူကြောင်လက်မှတ်ထိုးခိုင်းတယ်အခုရွှေပြည်သားစစ်သားစုဆောင်ရေးတက်မှာလို့ပြောတယ်အဲ့ဒါသူတို့အဆောင်ကအဝတ်အစားတွေလာပို့ခိုင်းတယ်လို့ဖန်ဆီးခံရသူကိုဖြိုးကိုစင်ရဲ့မိတ်ဆွေကပြောဆိုပါတယ် ကိုဖြိုးကိုစင်းတဲ့တငယ်ချင်းနှုတ်မှာမကွေးတိုင်းမှာဖြစ်ပြီးလှိုင်းသားရဆက်မှုစုံမှာရှိတဲ့ဆန်ချောတဲ့ထုတ်လုပ်တဲ့စက်ယုံတစ်ခုမှာအလုံးလုံးနေသူများဖြစ်ကြောင်းသုံးစလုံးမှာလူပြိုလူလုံများဖြစ်ပြီးမိဘများထံကိုငွေကြေးထောက်ပံ့နေသူများဖြစ်ကြောင်းသိရှိရပါတယ်ဖန်စီခံခဲ့ရတဲ့ကိုဖြိုးကိုစင်းတဲ့တငယ်ချင်းတို့ကိုယခုတကြံအပြီးစစ်မှုထမ်းတင်နှန်းကိုတက်ရောက်ရမယ်လို့ပြောဆိုပြီးစစ်မှုထမ်းတင်နှန်းတက်နေစဉ်အတွင်းတလကိုငွေကျပ်နှစ်သိန်းနီးပါးလစာအဖြစ်ရရှိမှဖြစ်ပြီး ်တင်းနဲ့ဆင်းလာပါကစစ်သားအဖြစ်လာစားနဲ့ရိတ်ခါအဖြစ်ရရှိမယ်လို့ဖန်ဆီးခဲ့သူအရဲဝတ်စစ်သားတချို့ကပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။အကြံဖတ်စစ်ကောင်စီကယခုဧပြီလအတွင်းဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်စစ်သားစုဆောင်းခြင်းနဲ့ပေါ်တာဆွဲဖန်ဆီးမှုများကိုလှုပ်ဆောင်နေကြောင်းစုံစမ်းသိရှိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုစုံတီနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုအကျဉ်းစုထုတ်ပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါတဲ့တော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။